တင်းရဲသမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဦးကျေးဇူးသတင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတစ်စက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတစ်စက်မှုလေးကိုဆုံးတီကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာအခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပခောကူမှာရိခယူစစ်တပ်စစ်ကြောင်းကိုဂျားပြတ်တိုက်ခိုက်မှုတွင်အကြံဖက်စစ်သား6ဦးသေဆုံးပြီးတော့တနက်နယ်လက်ဒိန်းဆဲရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် မကွေးတိုင်းပခောကူမြို့နယ်မှာရေခါယူပြီးပြန်လာတဲ့အချမ်းဘတ်စစ်တပ်စစ်ကြောင်းကိုဂျားပြတ်တိုက်ခိုက်ခဲ့ရမှာအချမ်းဘတ်စစ်သား6ဦးတေဆုံးပြီးတနက်နေ့လက်ဒင်းဆက်ရရှိခဲ့တယ်လို့စော်တန်ဝိုင်ရဲဆို PDF တပွဲမှာတာဝန်ခံကိုအောင်မောင်းကပြောပါတယ်ရမန်နေ့အော်တိုဘာလ15ရက်နေ့မွန်လွယ်7:23မိနစ်ချိန်ပခောကူမြို့နယ်မြောက်လူကန့်ရွာစစ်တပ်အထိုင်စခန်းမှာအချမ်းဘတ်စခါစတပ်သား20ခန့်ပခောကူလေရင်ကွင်းကနေရေခါယူပြီးပြန်လာစဉ်ပြည်သူ့ကားဝေးရေတပွဲများကဂျားပြတ်တိုက်ခိုက်ခဲ့ရမှာ အပြာလန်ပြခတ်တိုက်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းအဲဒီတိုက်ပွဲတော့မှာအချမ်းဘတ်စစ်သား6ဦးသေဆုံးပြီးအမေဝဲအမျိုးအစားတနတ်တလက်ဂျီပေါင်၃ပေါင်ဂျီတောင်၅၀ BA 94အမျိုးအစားတနတ်တလက်ဂျီပေါင်၂ပေါင်ဂျီ၄၅တောင်းတို့ကိုဒင်းဆက်ရရှိခဲ့တယ်လို့သိရပါတယ်အဆိုပါတိုက်ပွဲတော့မှာလေရင်ကွင်းတွင်းကစစ်သားများကပိုင်းဖိုက်များလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခုပေးခဲ့တဲ့ပြင်မြောက်လူကန်ဂျီဝါမှာစကောင်းစီတသားတွေကလည်းလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခုပေးတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် မြောက်လူကန့်နဲ့လရင်ကွင်းနဲ့အရှိတ်ဘက်အနောက်ဘက်ဂျားထဲမှာမီတာ600လောက်ပဲဝေးတာရေခါယူပြီးပြန်လာတဲ့အချိန်တိုက်ခဲ့တာဂျန်တဲ့စကွေတွေကလရင်ကွင်းထဲကိုပြန်ဝင်ပြေးသွားတာအဲ့ဒီလရင်ကွင်းကနေမီတာ300မြောက်လူကန့်ကမီတာ300ဒီဂျားထဲမှာလှုပ်လှုပ်ခဲ့ရတာပါကိုပြစ်တဲ့စကွေတွေကတေတဲ့ကောင်တေပါတယ်ပြေးတဲ့ကောင်တွေပြေးပါတယ်အဲ့ဒီမှာလရင်ကွင်းကလှော်လိုက်မြောက်လူကန့်ကထုလိုက်နဲ့လရင်ကွင်းကဆိုရင် point 5တင်နေပါထုတာဂျန်တဲ့အလောင်းနဲ့အလက်တွေကမြင်သာမြင်နေခဲ့ရတာ တက်ပြီးကောက်လို့မရခဲ့ပါဘူးလို့စော်တန်ဝါရဆိုပီတီအက်တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောပါတယ်အစိုးရတိုင်းမှုကိုစော်တန်ရေးစကြိုတပ်ပေါင်းစုကလှုံ့ဆော်ကြတာဖြစ်ပြီးပြည်သူ့ကကွယ်ရေးရဲဘော့တအူလက်ပြန့်ကြီးဖောက်ဝင်တန်းရမစိုးရင်ရရရှိခဲ့တယ်လို့သိရပါတယ်ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ပေါင်းတဲ့မှာစစ်တပ်ရဲ့တရားမဝင်တူးယောင်ရွေးကောက်ပွဲဖျက်မြောက်ရေးလှုံ့ဆော်နေတဲ့ရေးစဲကြီးဝအုပ်ချုပ်ရေးမှုဝင်းမြင့်ပြေခက်ခံရပြီးသေဆုံးတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်ပဲခူးတိုင်းပေါင်းတဲ့မြို့နယ်မှာ အကြမ်းတ်ဆက်တက်ရဲ့တရားမဝင်တူးယောင်ရွေကောက်ပွဲဖျက်မြောက်ရေးတို့ကူညီအားပေးဆောင်ရွက်နေတဲ့ရေစဲကြီးဝအုပ်ချုပ်ရေးမှုဝင်းမြင့်ကိုပြက်ကတ်တခတ်ရမှာတည်ဆုံသွားခဲ့တယ်လို့3601တရင်စတောက်လန်ရေးဒါဝင်ကန်ရဲဘော်ရှဲတို့ကပြောပါလိမ့်ပြီးခဲ့တဲ့အော်တိုဘားလ7ရက်နေ့ည9:45မိနစ်ခန့်မှာပေါင်တဲ့မျိုးနဲ့ရေစဲကြီးဝအုပ်ချုပ်ရေးမှုဝင်းမြင့်ကို BO 21ကိုကဲမှုအောက်မှာရှိတဲ့3601တရင်တခွဲငားမှာရဲဘော်များက ၎င်းရဲ့နေအိမ်တို့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာနေရာမှာပဲပေါ်ခြင်းပြီးတေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတေသွားတဲ့အုပ်ချုပ်ရေးမှုဝင်းမြာအချမ်းဘက်စခေါင်းစီတက်တော့ဂျေးဝအုပ်စုတွင်မှရှိတဲ့လုံငယ်များကိုစစ်မှုတန်စုဆောင်ပေးခြင်းအချမ်းဘက်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုတရားမဝင်တူးယောင်ရွေးကောက်ပွဲဖျက်မြောက်ရေးအတွက်လှုံ့ဆော်ပေးနေသူဖြစ်တယ်လို့သိရပါတယ်။အိုင်လိုတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းမဲ့စစ်တပ်ကအဲ့ဒီနေ့ည10:00နာရီခန့်မှာအစိုးပါရေးဆဲကြီးချေးဝါကိုရောက်ရှိလာခဲ့ပြီးတော့ငချန်ကုန်းရွာတဲကိုဒရုန်းပုံးတစ်လုံး နချန်ကုန်းကြီးဝဆဲပေါင်းဘုတ်ကိုဒရုန်းပုံးနှလုံးလာရောက်ချဲချခဲ့ပြီးရေဆဲကြီးဝထဲမှာလည်းလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဲလိုတိုက်ခိုက်မှုတွေမှာပြည်သူ့ကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အဲဒီအုပ်ချုပ်ရေးမှုဝင်းမြင့်ကအကြံပတ်စကားဆတ်တက်တော့ကြီးဝအုပ်စုတွေမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေတရားမဝင်ရွေးကောက်ပွဲဖျက်မြအောင်လှုပ်ဆောင်နေတာတွေကြောင့်ခိုးလို့တိုက်ခိုက်ခဲ့တာပါလို့3600တက်တရင်စတောက်လန်ရေးတာဝန်ခံရဲဘော်ရှဲတို့ကရှင်းပြပါတယ်။ နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့လက်ဗရန်မျိုးနဲ့တရဲ့ချောင်းရွာတို့စစ်ချောင်းထိုးလာတဲ့စစ်တပ်ကိုကြားပြတိုက်ခိုက်မှုတို့မှာအချမ်းဘက်စကောင်းစီတတ20ဦးတေဆုံးပြီးဇနက်ဦးအရှင်မိကလက်နက်16လက်ဒိန်းဆက်ရရှိတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းလက်ဗရန်မျိုးနဲ့တရဲ့ချောင်းချေးဝါကိုစစ်ချောင်းထိုးလာတဲ့အချမ်းဘက်စစ်တပ်ကိုကြားပြတိုက်ခိုက်ခဲ့ရမှာအချမ်းဘက်စကောင်းစီတတ20ဦးတေဆုံးခဲ့ပြီးဇနက်ဦးအရှင်မိကလက်နက်16လက်ဒိန်းဆက်ရရှိခဲ့တယ်လို့ အရိတခိုင်မှုမှာပါဝင်တဲ့ပြည်သူ့ကွယ်ရေးတပ်မတော်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ယမန်နေ့အော်တိုဘာလ15ရက်နေ့မွန်လွဲပိုင်းမှာလက်ဗရန်မျိုးနဲ့တရက်ချောင်းချေးဝါကိုစစ်ကြောင်းထိုးလာတဲ့ဂျမ်ဘတ်စစ်တပ်ကိုဒေါ်လန်ကြီးတပ်ဖွဲ့များကဂျားပြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲလိုတိုက်ခိုက်မှုတွေမှာအဂျမ်ဘတ်စစ်တပ်က20ဦးသေဆုံးက12ဦးရှင်ဖမ်းဆီးမိပြီးလက်နက်မျိုးစုံ16လက်တင်းဆက်ရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။တရက်ချောင်းကိုစစ်ကြောင်းထိုးမီရှိုးဖို့လာတဲ့စစ်ခွေးတွေကိုဂျားပြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီမှာစစ်ခွေး20កောင်တည်ပြီး ဆန္ဒကောင်ရှင်ဖမ်းမိထားပါတယ်။လက်နက်16လက်လည်းတင်ဆက်ရရှိတယ်လို့ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်ကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတရင်3800နဲ့တခွဲနဲ့တခွဲ3တခွဲ6ဆွေတမ်းမြေကလုံတပ်ဖွဲ့နဲ့တရင်3တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တိုက်ပွဲပြည့်စုံအသေးစိတ်ကိုတရားဝင်သတင်းထုတ်ပြန်မှာဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စကိုင်းမင်းကုန်းလမ်းမှာစတက်စကြောင်းကိုတိုက်ခိုက်မှုတွင်ခါလာရ116မှာဘိုးကြီးမင်းထုံးစိုးအပါဝင်75ဦးတိစုံပြီးတော့ လက်နက်ခုနှစ်လက်ရရှိတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းစကိုင်းမင်းကွန်းလမ်းမှာအကြံဖက်စစ်တပ်စစ်ကြောင်းကိုစောင်းကြိုတိုက်ခိုက်မှုတွေမှာခလာရ116မှဗိုလ်ကြီးမင်းထွန်းစိုးအပါဝင်75ဦးသေဆုံးပြီးလက်နက်ခုနှစ်လက်ရရှိခဲ့တယ်လို့ရင်းနှုံးပြောက်ကြတဲ့ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ13ရက်နေ့ကစကိုင်းမင်းကွန်းလမ်းပေါတော်ကြီးဝါမှာပြည်သူများကိုဖမ်းဆီးစစ်ဆေးနေတဲ့အင်အား20ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကိုယူနီကွန်းပြောက်ကြတဲ့ဖွဲ့ကကင်းပုံဝဲအတင်းစောင်းကြိုတိုက်ခိုက်ခဲ့ကြတယ်။ ာရီတိုက်ပွဲမှာခါလိုက်ရတတချောင်းမှဘိုးကြီးမင်းထွန်းစိုးအပါဝင်အကြံဖက်စစ်သား၅ဦးမျက်မြင်သေဆုံးခဲ့ကြောင်းအခြားစစ်သား၅ဦးလည်းထိခိုက်ဒဏ်ရာရရှိပြီးပြည်သူများထက်မှဆိုင်ကယ်နဲ့ကားများကိုအတင်းလူယူထွက်ပြေးသွားတယ်လို့သိရပါတယ်အခုစစ်ခွေးတေစီရင်ကထပ်တိုးတော့မသိရသေးပါဘူးစစ်ခွေးတွေအရှင်းဖမ်းမိတာမျိုးမရှိပါဘူးအဲ့ဒီစကွေးတွေကပြည်သူတွေရဲ့ကားနဲ့ဆိုင်ကယ်တွေကိုလူပြီးတော့ထွက်ပြေးတာသူတို့တို့ကနေရာတိုင်းကမလုံခြုံဘူးဆိုတာပြကြင်တာပါလို့ယူနီကွန်ပြောက်ကြားတပွဲ UGF မှတာဝန်ခံကပြောပါတယ် အစောပါစက်တက်စကြောင်းထမှာ AME 1တနက်နှစ်လက် AME 3တနက်သုံးလက် AME 5တလက်6လုံးပြူတလက်အင်နာကတလုံး icon တခုတို့ကိုတင်းဆက်ရမိပြီးတော့ဒေါ်လာရင်းရဲဘော်တအူးလဲကြာဆုံးခဲ့ရကြောင်းဗီဒီယိုများအနေနဲ့စက်တက်နဲ့တနိုင်တမျှခဝေဝေးမှနေထိုင်ကြရန်လဲ Unicorn ပျောက်ကြတစ်ဖွဲ့က3ဘေးနှုတ်ဆော်ထားပါတယ်ဆက်လက်ပြီးတမန်တင်ဆက်ပေးခြင်းတဲ့တင်းကတော့တနိုင်ငံလုံးအပြစ်ခက်ရစဲစာချုပ်မှာလက်မှတ်ထိုးခဲ့တဲ့အဖွဲ့များမပါတဲ့တိုင် NCA ရဲ့လုပ်ငန်းစဉ်များကိုဆက်သွားမယ်လို့ အချမ်းပတ်ဆောင်မဲလုံပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာတနိုင်ငံလုံးအပြစ်ခတ်ရဲစရေးစာချုပ်မှာလက်မှတ်ထိုးတဲ့အဖွဲ့တွေမပါတဲ့တိုင် NCA ရဲ့လုပ်ငန်းစဉ်များကိုဆက်သွားမှာဖြစ်တယ်လို့အချမ်းပတ်စတက်ရဲ့ပြောင်းလဲပြောင်းစားဆောင်မဲလုံကပြောဆိုလိုက်ပါတယ်။ယမန်နေ့က NCA စနေပြည့်ခန်းနာပြီး၎င်းတို့ရဲ့စတက်လက်အောက်ခံဝါဒဖြန့်မီဒီယာများမှတဆင့်ဆောင်မဲလုံကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ NCA စာချုပ်ကိုစကုပ်စုပ်ဖြစ်သွားပြီဆိုတဲ့ကြေညာချက်များကိုတွေ့ရှိရကြောင်း တကယ်တော့ NCA စာချုပ်ဟာစကုစုံမဟုတ်ပဲနိုင်ငံတကာတည်တက်တည်များရှေးမောင်းမှာလက်မှတ်ရေးထိုးထားခဲ့တဲ့စာချုပ်ဖြစ်ကြောင်းလက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့အစည်းများရှင်းနေသမျှကာလပတ်လုံး NCA စာချုပ်ဟာဆက်လက်တည်ရှိနေမှာဖြစ်တယ်လို့ဇော်မဲလုံးကဆိုပါတယ်အခုဒီ NCA စာချုပ်ဟာနိုင်ငံတကာတည်တက်တည်ရဲ့ရှေးမောင်းမှာအားလုံးကအေးအေးဩရရဲ့သဘောတူညီချက်နဲ့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒီပြင်သူတို့ပြောသလို NCA စာချုပ်ကစကုစုံဖြစ်သွားစရာအကြောင်းလည်းမရှိပါဘူးဒီအဖွဲ့အစည်းတွေရှင်းနေသမျှကာလပတ်လုံး NCA စာချုပ် NCA ရဲ့ကတိကဝတ်တွေဆိုတာရှိနေမယ်။ NCA ဆိုတာပြစ်ကတ်တက္ကမှုရစဲရေးဆိုတဲ့ငြိမ်းချမ်းရေးဆိုတာတခုနဲ့တည်းမဟုတ်ပါဘူး။သူဟာနိုင်ငံတည်ဆောက်ရေးဒိုင်းပြည်တည်ဆောက်တဲ့အရေးတီပါတဲ့တော့ကြောင့်မလို့သူတို့လှုပ်ချင်းတီဖြစ်စေမလှုပ်ချင်းတီဖြစ်စေအခုဒီလုပ်ငန်းစဉ်ကဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။ဒီတော့ဒီလုပ်ငန်းစဉ်ကြီးကခုနကကျွန်တော်ပြောသလိုမရှိသေးတာထက်ရှိတဲ့ဟာကပိုကောင်းပါတယ်လို့အကြမ်းဖက်ဆုံးမလုံးကဆိုပါတယ်။လက်ရှိမြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းထားခြင်းနဲ့ အကြံပတ်စတက်ကပြည်သူလူထုကိုတပြက်နေခြင်းနဲ့ကြောင့်တနိုင်ငံလုံးဖြစ်ခက်ရစေရေး NCA စာချုပ်ဟာရပ်ဆိုင်းသွားပြီးတော့လက်ရှိချိန်မှာတော့စကုအစုပ်တစ်ခုဖြစ်တော့ရောက်ရှိသွားပြီဖြစ်တယ်လို့ GN မျိုးသားစည်းရုံး KNU ချင်းမျိုးသားတပ်ဦး CNF ပအိုပီအန်အယ်လို ABSDF NMSP နဲ့ LDU တော်လိုင်းရေးတပ်တွေပါဝင်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့6ဖွဲ့ကအော်တိုဘလ7ရက်နေ့မှာစုပေါင်းကြေညာခဲ့ပါတယ်2021ဖေဖော်ဝါရီလ10ရက်နေ့တိုင်မှုဟာ NCA စာချုပ်ရဲ့အနှစ်သာရ အခြေခံမှုများနဲ့ရည်မှန်းချက်များကိုပြောင်းပြောင်းတင်းတင်းဖျက်ဆီးလိုက်တာဖြစ်ပြီးတော့ RC ရဲ့ကောင်းတဲ့ပေါ်မှုလုပ်ငန်းစဉ်ဟာလည်းရပ်ဆိုင်းသွားကာလက်ရှိချိန်မှာတော့စကုစုံတစ်ခုဖြစ်တော့ရောက်ရှိသွားစေကြောင်း RC ရဲ့စာချုပ်ပေါ်မှာကျင်းဝင်ဆောက်တင်းခြင်းမရှိပဲအချင်းချင်းချိုးပေါက်ခဲ့တဲ့ဆဲဥစုကပြည်သူလူထုကိုအင်အားသုံးကာပုံစံအမျိုးမျိုးနဲ့ဖမ်းဆီးနှိပ်စက်တပ်ပြက်လာခဲ့တည်တာမကပဲနဲ့လက်ရှိမှာလေးချောင်းတိုက်ခိုက်မှုတွေအပါအဝင်ပြည်သူလူထုကိုချမ်းပတ်တပ်ပြက်မှုတွေနေစဉ်ကျူးလွန်လျက်ရှိတယ်လို့အစိုးရတိုင်းရင်းသားနဲ့ဒေါ်လာရင်းတပ်ဖွဲ့6ခုကကြေညာခဲ့ပါတယ်။ ါပြင်ဆဲအုပ်စုရဲ့ NCA အမိခံပြီးပြုလုပ်တဲ့ဟန်ပြလုပ်ငန်းစဉ်တွေနဲ့အကြံပတ်ဆဲအုပ်စုမှာ၎င်းတို့ကိုယ်တိုင်ချိုးပေါက်ခဲလို့ပြက်ပြက်သွားပြီဖြစ်တဲ့2008ဖွဲ့စည်းပုံခြေကံဥပဒေရဲ့အောက်မှာကျင်းပရန်ပြင်ဆင်နေတဲ့အတူရောင်ရွေးကောက်ပွဲတွေဟာဇယနာရှင်များကနိုင်ငံကိုတတလုံးထိန်ချုပ်နိုင်ရေးတရားဝတ်မှုရှိစေရန်ဂျိုးပန်းချင်းသာဖြစ်ကြောင်းဒါကနိုင်ငံရဲ့အချက်တဲနဲ့ပြည်သူလူထုရဲ့ဆင်းရဲဒုက္ခများကိုဖြေရှင်းနိုင်မှာမဟုတ်ပဲပရိပခများကိုသာပို့ပြီးတော့ရှေလျားစေမှာဖြစ်တယ်လို့ကြေညာထားပါတယ် တိုင်းသားဒေါ်လန်ရစ်တက်များအနေနဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ငင်းချမ်းရေးဖြစ်ပေါ်စေရေးရဲ့လမ်းစားဖြစ်တဲ့လနကန်စစ်တကနိုင်ငံရေးမှာပါဝင်မှုမရှိစေရန်ဘရိဘကတို့ရဲ့မတရားကျူးလွန်ခံရသူများအတွက်တရားမျှတမှုရှိစေရန်နဲ့ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံခြေကံဥပဒေအသည့်ရေးဆွဲနိုင်ရန်အတွက်ဒေါ်လန်တိုက်ပွဲဝင်နေကြတဲ့ဒေါ်လန်ရေးဖွဲ့စည်းများနဲ့အတူတူပါဆေးရနာရှင်စနစ်ခြုံငိမ့်ပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထူထောင်နိုင်သည့်အထိတန်တိုက်တန့်ချဒီဇိုင်းမမတ်တိုက်ပွဲဝင်နေမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ် ဆက်လက်ပြီးတမန်တင်ဆက်ပေးချင်တာကတော့စကိုင်းမှာခါလိုက်ရ116စစ်ကြောင်းကိုယူနီကွန်ပျောက်ကြားတပွဲကတိုက်ခိုက်ခဲ့ပြီးတော့စစ်တပ်က9ဦးထပ်မနဲ့တေဆုံးကလက်နက်တွေတင်ဆက်ရရှိတယ်လို့ယူနီကွန်ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စကိုင်းမြို့မှာခါလိုက်ရ116တိုက်ရင်ကစစ်ကြောင်းကိုတိုက်ခိုက်ရမှာအကြံဘက်စကောင်းစီတပ်သား9ဦးထပ်မနဲ့တေဆုံးပြီးတော့15ဦးထပ်မနဲ့ထိခိုက်ခဲ့တယ်လို့ယူနီကွန်ပျောက်ကြားတပွဲတာဝန်ရှိသူကပြောပါတယ်။ဒါပြင်အကြံဘက်စကောင်းစီတပ်စစ်ကြောင်းထံက MA1 လက် MA3 3လက် MA5 တလက် 6လုံးမျိုးတက်လက်နဲ့အင်နာကတလုံး icon တခုတို့ကိုတင်ဆက်ရရှိတယ်လို့ဆိုပါတယ်။ဒိုင်ပွဲဖြစ်စဉ်ရာအော်တိုဘားလ7ရက်မှာစကိုင်းမင်းကွန်းလန်ပေါတော်ချီဝါကပြည်သူတွေကိုခလာရ116တရင်ကစစ်သားတွေကဖမ်းဆီးစစ်ဆင်နေစဉ်တွေမှာဒေါ်လန်ရဲ့ရဲဘော်များကဂင်ဘုံဝဲစောင်းကြိုတိုက်ခိုက်ခဲ့တာလို့အသိပေးပါတယ်။ပြီးခဲ့တဲ့တရင်ကျော်လာပြည့်မတိုင်ခင်ကသူတို့ကလက်ပန်းရွာမှာတက်ဆွဲထားတာ။အဲ့ဒီလက်ပန်းရွာကနေပေါတော်ဘတ်လာတာ။ညနေပိုင်းဆိုရင်လက်ပန်းရွာကိုအဲ့ဒီစစ်ကြောင်းကပြန်ထိုင်နေလို့ ခလာရ116တရင်စစ်ကြောင်းတခိုင်မှုနဲ့ပတ်သက်လို့ယူနီခွန်ပြောက်ကြားတပွဲတဝင်ရှိသူကရှင်းပြပါတယ်။ဒဏ်ရာရသွားတဲ့စကောင်းစီတပ်သားတွေကပြည်သူတွေရဲ့ကားတွေဆိုင်ကယ်တွေကိုအတင်းလို့ယူထွက်ပြေးသွားတယ်လို့လည်းသိရပါတယ်။အဲဒီတိုက်ပွဲမှာရဲဘော်တအူကြဆုံးခဲ့ရပြီးပြည်သူတွေအနေနဲ့စကောင်းစီတပ်သားတွေနဲ့အတန်းနိုင်ဆုံးဝေဝေးနေကြဖို့တိုက်တွန်းထားပါတယ်။ဒါပြင်ပြီးခဲ့တဲ့လကလည်းစကိုင်းမျိုးအဝင်စစ်စေးရေးကိတ်ကိုယူနီခွန်ပြောက်ကြားတပွဲ UGF ကတခိုက်ခဲ့ပေမဲ့စကားစားတပ်သားတွေထွက်ပြေးသွားခဲ့တယ်လို့လည်းသိရပါတယ်။လက်ရှိမှာ UGF တပွဲက စကိုင်းမျိုးနယ်ထဲမှာပြူစောတီခေါင်းဆောင်အဖွဲ့ကိုရှင်းလင်းတာပါဝင်ပြီးခဲ့တဲ့ဩဂတ်စလအတွင်းကစကိုင်းမျိုးနယ်တွေကနေအင်အား100ကျော်နဲ့ဝင်လာတဲ့စတက်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တယ်လို့သိပေးထားပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မထီလာမှာစခေါမရှင်ကစမှုထမ်းရန်တရရဲ့အတွင်းလူငယ်ရောင်20ကျော်ကိုပေါ်တာဆွဲဖမ်းဆီးတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။မန္တလေးတိုင်းမထီလာမျိုးနယ်မထီလာမျိုးဘဲကန့်ဇေးနီမှာပြီးခဲ့တဲ့အော်တိုဘားလ14ရက်နေ့ကစခေါမရှင်တပ်ကစမှုတံတသားတဲ့များစုဆောင်ရန်တို့က လုံငယ်အယောင်20ကျော်ကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အချမ်းဘက်စကော့မရှင်ဟာစမှုထံအပတ်စဉ်18တန်းတွက်ရည်ရွယ်ကနေမြေကန်စကောင်းစီတပ်ဖွဲ့များကဈေးအနည်းကိုဖျက်သွားတဲ့လုံငယ်များကိုဖမ်းဆီးနေခြင်းဖြစ်ကောင်းလုံငယ်အယောင်20ကျော်ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီးလက်ရှိမှာတော့ခါလိုက်ရတစ်တုံတရင်တွင်ဖမ်းဆီးထားတယ်လို့တတွင်းသတင်းရင်းမြစ်တွေကသိရပါတယ်။အလားတူပြီးခဲ့တဲ့အော်တိုဘားလ2ရက်နေ့ကလည်းမိထီလာမျိုးနယ်အတွင်းကလုံငယ်9ဦးပေါ်တာဆွဲဖမ်းဆီးခံရတယ်လို့သိရပါတယ်။ဒီလိုလူစီကားတဲ့နေရာတွေမှာ အချမ်းဘတ်စတက်ကလူဖမ်းတာမျိုးကတက်ရပြောမရဘူး။နေမီကန်တက်နေရဲ့လိုဝဲချက်ရလုံးကြတော့လူလိုလာပြီလို့ဘီယာဖေးခံရပြီဆိုရင်ရားတဲ့နင်းနဲ့တွဲတဲ့လူကိုဇွဲတာမျိုးလို့စီရီယန်တမတော်သားတဦးကပြောပါတယ်။အချမ်းဘတ်စကောမရှင်ရဲ့နောက်ပိုင်းစမှုတန်တင်းတန်းအပတ်စဉ်တွေမှာဓမ္မလူဦးရေပြေးမိအောင်ရရှိခြင်းမရှိတဲ့တော့လူငယ်တွေကိုရားတဲ့နင်းနဲ့ဖမ်းဆီးကစတဲ့နန်းကိုပိုးဆောင်နေတာလည်းဖြစ်ပါတယ်။ဒါပြင်စကောမရှင်တပွဲဝင်များအနေနဲ့၎င်းတို့လိုဝဲလာပါကလည်းကားခိတ်ယထာဘုဒ္ဓများမှာ ဂါးနဲ့ရထားတို့မှလိုက်ပါလာတဲ့လုံငယ်စင်းကိုကြည့်ရှုပြီးတော့ဆောင်းဆိုင်ဖန်ဆီးမှုတွေပြုလုပ်နေတယ်လို့ပြည်သူ့ရဲဝင်အဖွဲ့စည်းထံကလည်းသိရပါတယ်။အလားတူမုံရမျိုးနဲ့မှလည်းအကြမ်းမဲ့စကော့မရှင်တကဘေးခဲ့တဲ့အော်တိုဘားလာ73ရက်နေနဲ့14ရက်နေဇက်တိုက်ဖရာပွဲကိုလာရောက်လဲပတ်တဲ့လုံငယ်အယောက်60ဝန်းကျင်ကိုပေါ်တာဆွဲဖန်ဆီးထားတယ်လို့ဒေသခံများထံကသိရပါတယ်။လက်ရှိမှာစကော့မရှင်ကပြည်သူစစ်မှုတန်တင်တဲ့ဗတ်စင်စကွန်ကိုဖွင့်လှစ်တင်နန်းပေးနေပြီးအစောပိုင်းစစ်မှုတန်တင်နန်းစင်တသားတဲ့များကိုလည်းရှေ့တန်းစစ်မျက်နှာပြင်များသို့ဇက်တိုက်ပို့ဆောင်နေကြ အများစုကတိုက်ပွဲများတွင်တေဆုံးခြင်းတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးထိနားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းဒေါ်လိုင်းဖက်တော်သားများရဲ့သတင်းများနဲ့တို့ပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစနစ်ပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။